ဒီ ULAA ကဒီပလဝခရင်ကိုသူတို့ရဲ့အုပ်ချုပ်ရေးအောက်မှာဖွဲ့စည်းထားတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်သိရတယ်ဆိုတာက ULAA ကနေတည်ဝင်ထုတ်ပြန်ချက်တွေမှာတော့သိရတာမျိုးမဟုတ်ဘူးပြီးခဲ့တဲ့ဒီ2023တုန်းကသူတို့ရဲ့ဖွဲ့စည်းမှုအခြေခံဥပဒေဆိုပြီးတော့ဒီစာမျက်နှာတချို့ပေါ့ပြဌာန်းချက်တချို့ကိုလိုင်းပေါ်မှာတင်လာတွေ့ရတယ်အဲ့ဒီမှာ တို့ရဲ့အုပ်ချုပ်ရေးနေမြေဖြစ်ဘလက်ဝါခရိုင်ဆိုတာကိုထည့်သွင်းတာကျွန်တော်တို့သိရတာဖြစ်တယ်။ဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ online ပေါ်မှာ holiday ကြိုကြိုဖြစ်နေတာကဒီရခိုင်ရခိုင်အခြေပြု media တို့ခုဖြစ်တဲ့ Narendra Media ကနေတို့တေဝင်ဘော media ပေါ်မှာရေးတင်တာတော့တွေ့တယ်။အဲ့ဒါပဲဒါပေမဲ့ ULAE ရဲ့ဒီ formal libro တော့ဒီဝင်ထုတ်ပြန်တာမျိုးကျွန်တော်တို့ တည်ရတာမျိုးတော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးပဲဖြစ်ဖြစ်ချင်းတယ်။ Now လူခွင့်ရေးချွတ်ဖောက်မှုနဲ့ပတ်သက်ရင်ကျွန်တော်ဟိုစာပြောချင်တာကကျွန်တော်တို့ INCCC ဖက်ကပဲဖြစ်ဖြစ် Now Player Council ဖက်ကပဲဖြစ်ဖြစ်ဒီတရားဝင်မှတ်တမ်းတွေတင်ထားနိုင်တဲ့ဟာမျိုးကျွန်တော်တို့မရှိသေးဘူး။ကျွန်တော်တို့ဒီဘလဝမြို့နယ်ကိုလည်းပဲကျွန်တော်ကကျွန်တော်တို့ထိချုပ်တဲ့နေမြင်နဲ့ ULE ထိန်းချုပ်တဲ့နေမျိုးဆိုပြီးရှိတာကိုဆိုတော့ကျွန်တော်တို့ဘက်ကထိန်းချုပ်တဲ့နေမျိုးမှာကြာရင်ကျွန်တော်တို့မှတ်တမ်းယူနိုင်ကောင်းယူနိုင်လိမ့်မယ်ဒါပေမဲ့ ULE ထိန်းချုပ်တဲ့ဘက်မှာတော့ကျွန်တော်တို့ကဟိုမှတ်တမ်းယူရတာခက်တယ်ဒါပေမဲ့ကျွန်တော်တို့ကြားရတဲ့တင်းအရာဆိုရင်ရှိတယ်လူခွင့်ရချိုးဖောက်တာတွေထက်ကျော်လွန်တဲ့ဒီအကြံဖတ်ဆန်တဲ့ဟာတွေလောက်တာတော့ကျွန်တော်တို့သိရတယ်ပြီးခဲ့တဲ့နေ့တွေတုန်းကလည်းဒီတောင်းလောင်းပြန်လူတက်မှုတွေကျွန်တော်တို့ရှိခဲ့ နောက်ပြီးတော့မတိန်မူကျွလွန်တာရှိတယ်အဲ့ဒီအပြင်ကိုမတိန်မူကျွလွန်ပြီးတော့ဒီတက်ပြဖို့ကြံရည်တဲ့အမှုတွေရှိတယ်နောက်ပြီးတော့မတိန်မူလည်းဖြစ်တယ်နောက်တက်လည်းတက်ပြလိုက်တယ်ဆိုတဲ့အားဒီတွေ့ရတယ်အဲ့ဒါက ULAE ဖက်ကတကယ်ကျွလွန်သလားမကျွလွန်ဘူးလားဆိုတာထက် ULAE ထိချုပ်တဲ့ area ထဲမှာဖြစ်တာဖြစ်တဲ့အတွက်ကိုသူတို့ကတော့ဒါကိုဒီတရားမျှတမှုရအောင်ဖြည့်ဆည်းပေးဖို့တော့သူတို့ကတောင်းဆိုရှိတယ်ပေါ့ကျွန်တော်အဲ့လိုပဲဖြည့်ချင်ပါတ Okay, chiste te merecía. Pero,